မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းမြန်မာသားဖန်နီးနဲ့စကားပြောဆိုနှီးလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့တသက်မာတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့အတန်နဲ့အေးရောထွေးတဲ့စလုံးမောင်းအမားများဆိုတဲ့အခန်းထဲကနေသင်ခန်းစာနံပါတ်2ကိုဆက်လက်ပြီးတော့ဖြေပြပေးသွားမှာဖြစ်ပါတယ် နော်ဒါတော့ရေးတော့အတန်ဖတ်ရေးတော့အမှန် ဖတ်တော့အတန်ဆိုတဲ့အတိုင်းပဲရေးတဲ့နေရာမှာတမျိုးဖတ်တဲ့နေရာမှာတမျိုး သင်ခန်းစာလေးပဲဖြစ်ပါတယ်။ကဲဒါဆိုရင် ပထမဦးဆုံးနံပါတ်1ကိုကြည့်ရအောင်။နံပါတ်1ကစနေနာနော်ဒီဘက်ကစနီးနာ ဒါဆိုရင်စနဲနာနဲ့စနီးနာကိုဘာတွေအသုံးများတယ်လဲဘယ်လိုသုံးတယ်လဲဆိုရင် စနဲနာလို့မသုံးမနဲ့စနီးနာလို့သုံးရမှာဖြစ်ပါတယ်စနဲနာလို့သုံးလို့ရေးလို့ရှိရင်အဲ့ဒီစလုံးပေါင်းဟာမှားတော့မှာဖြစ်ပါတယ်နောက်တစ်ခုကမထုံတက်သေးနဲ့မထုံတက်သေးမထုံတက်သေးနဲ့မထုံတက်သေးဆိုရင်ဘယ် နော်စကားပြောတဲ့နေရာမှာတော့မထုံတက်တေးနိုင်လိုက်တာ မထုံတက်တေးနိုင်လိုက်တာလို့ပြောပေမဲ့ရေးတဲ့အခါကျတော့မထုံတက်သေးလို့ရေးတာဖြစ်ပါတယ်မထုံတက်သေးလို့ပါဇက်ကပြောပေမဲ့ရေးရင် မထုံတက်သေးလို့ရေးတာဖြစ်ပါတယ်အဲ့လိုပဲတပက္ခတပက္ခနော်ရေးတဲ့ပါဇက်ကပြောတဲ့အခါမှာတပက္ခတန်ပက္ခတန်ပက္ခဆိုပြီးတော့ရင်တ င်တန်နေနဲ့ပြောပေမဲ့ရေးတဲ့အခါကျတော့တပက္ခလို့ရေးရတာဖြစ်ပါတယ်။တပက္ခလို့မရေးရပါဘူး။ကဲဒါဆိုရင်နောက်တစ်လုံးကိုယ်စလဲလုပ်ငန်းကိုယ်စလဲအကြောင်းကိုယ်စလဲနော်အပြည်ပြည်ဆိုင်ရာကိုယ်စလဲအဲ့ဒီကိုယ်စလဲမှာနော်ကိုယ်စလဲကိုဘာနဲ့ရေးတယ်လဲဒါကတော့ရှင်းပါတယ်ကိုယ်စလဲဟာနော်ကိုယ်စလဲနဲ့သုံးမှာဖြစ်ပါတယ် ကဲနောက်တစ်ခုကဇကောဇကနောက်တစ်ခုကဇကောဇကဇကောဇကနဲ့ဇကောဇကနော်ဇကားပြောတဲ့အခါမှာဇကောဇကနိုင်လိုက်တာအရက်ကြီးကလည်းဇကောဇကပဲစတဲ့အသုံးအနှုံးလေးတွေနော်တရေဖက်ပြောတဲ့အခါမှာဇကောဇကလို့ပြောပေမယ့်ရေးတဲ့အခါကျတော့ဇကောဇကလို့ရေးတာဖြစ်ပါတယ်နော် စကားပြောတဲ့နေရာမှာစကောစကနဲ့ပြောပေမယ်ရေးတဲ့နေရာကျတော့စကောစကနဲ့ရေးတာဖြစ်ပါတယ်ခဲနောက်တစ်ခုကတော့စမန်ခုတ်စမန်ခုတ်တရောတယောက်နဲ့တယောက်နော်မန်ဖီစောင်းမြောင်းနေတဲ့စကလုံးအတော့အနှုံလေးဖြစ်ပါတယ်စမန်ခုတ်စမန်ခုတ် ဒါဆိုရင်ဒီအသုံးနှုံးလေးမှာရောပြောတဲ့နေရာမှာနော်စမန်ခုံမနေနဲ့စမန်ခုံမနေနဲ့လို့ပြောပေမဲ့ရေးတဲ့အခါကျတော့စာမန်ခုံလို့မရေးဘဲနဲ့စမန်ခုံလို့ရေးတာဖြစ်ပါတယ်။ကဲအဲ့လိုပဲနောက်တစ်လုံးစီစီစီစစ်နော်နောက်ခုစလုံးကတော့အတုံးများတာဖြစ်ပါတယ်စိစစ်လုပ်ငန်းကိုတော့တိတိကျကျဖြစ်အောင်စိစစ်ကြတယ်တိတိကျကျဖြစ်အောင်စိစစ်ကြတယ် နော်နှစ်ခုစလုံးကတော့စီစစ်နဲ့စီစစ်အမှန်ပဲဒါပေမဲ့အများဆုံးသုံးတာကတော့စီစစ်နဲ့သုံးတာဖြစ်ပါတယ်။ကဲနောက်တစ်ခုကတော့မြ၊မြ။နော်မြ။ဆိုတာလေအသုံးအနှုန်းကတော့နော်သုံးတဲ့နေရာပေါ်မှာမူတည်ပြီးတော့အသုံးအနှုန်းကကွဲပြားသွားတာဖြစ်ပါတယ်။ဒါဆိုရင်နော်လက်နဲ့မြကိုဒီရရင်မြနဲ့သုံးပြီးတော့မြ မြင်းသားတဲ့နေရာမှာဒီလို အနဲ့ရောင်နော်မြင်းမြားလေးတွေကိုတော့ဒီမြားနဲ့သုံးမှာဖြစ်ပါတယ်အဲ့လိုပဲနောက်တစ်ခုကဆွဲလဲဆဲလဲနော်ဆွဲလဲနဲ့ဆဲလဲမှာလဲဒီတိုင်းပဲနော်သုံးတဲ့နေရာပေါ်မှာမူတည်ပြီးတော့ဆွဲလဲနဲ့ဆဲလဲရလဲကွာချသွားတာဖြစ်ပါတယ်အရာဝိတုတစ်ခုခုကိုနော်ဆွဲလဲ ဆွဲလဲပြီးတော့သုံးမယ်ဆိုလို့ရှိရင်တော့ဆွဲလဲနဲ့သုံးတာဖြစ်ပါတယ်ဒါပေမဲ့တစ်ခုတစ်ခုပစ္စည်းတစ်ခုနဲ့တစ်ခုပေါင်းစည်းထားမယ်စုစည်းထားမယ်เนาะအတန်တဖြစ်အောင်လုပ်မယ်ဆိုလို့ရှိရင်တော့ဆွဲလဲနဲ့သုံးမှာဖြစ်ပါတယ်ဒါပေမဲ့အများဆုံးသုံးတဲ့စကလုံးကတော့ဆွဲလဲဖြစ်ပါတယ်အဲ့လိုပဲနေအိမ်နေမှာပရင်းပေါက်ရှိပါတယ် အဲ့ဒီဗီရင်းပေါက်ကိုဘာနဲ့ရေးသလဲ။နော်ဒါဆိုရင်များသောအဖြစ်ရေးတာတော့ပြူတင်းပေါက်လို့ရေးကြတာဖြစ်ပါတယ်။ဒါပေမဲ့ပြူတင်းပေါက်လို့ရေးရင်ဒီစလုံးပေါင်းတပ်ပုံကမှားတာဖြစ်ပါတယ်။သူကရေးရမှာတော့ပြတင်းပေါက်ပြတင်းပေါက်လို့ရေးမှဒီအသုံးအနှုန်းကမှန်ကန်တဲ့အသုံးအနှုန်းဖြစ်ပါတယ်။ဒီနေ့ပြောပြပေးသွားတာကတော့ဒသမတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့ အတန်နဲ့အရေးရောထွေးတဲ့စလုံးပေါင်းအမားများဆို အခန်းထဲကနေပြီးတော့ရင်လက်ကျင်ကန်းလေးကိုဖြည့်ပြပေးသွားတာဖြစ်ပါတယ်အမားပါရင်ခွင့်လွတ်ပါကျေးဇူးတင်ပါတယ်ရှင်